မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိထီလာရှန်တဲလီတဲ့စကန်ရှော့တိုက်တုံဖြစ်အပြစ်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်အလဲပိုင်းမန္တလေးတိုင်းမိထီလာမြို့နယ်ရှိရှန်တဲလီတဲ့စကန်ယနေ့နိုဝင်ဘာ9ရက်တွင်ရှော့တိုက်တုံများဖြင့်ပြစ်ခတ်ခံခဲ့ရသည်ဟုသတင်းထွက်နေပါတယ် ညနေ3နာရီကျော်ခန့်တွင်ပောက်ခွဲသံများကြားရကြောင်းမြို့အရှိမြောက်ဘက်9မိုင်ခန့်အကွာမှရှမ်းတဲလီတက်နှင့်စစ်စခန်းများဘက်မှဖြစ်နိုင်ကြောင်းမေတီလာဒေတာကံများကဆိုပါတယ်လေတက်ကတက်မ69နဲ့နေတယ်လေတက်ကမြို့ပြမှာတည်ကြရှိတယ်ဒါပေမဲ့အနီးနားမှာရှမ်းတဲရွာနဲ့ရွာသေးသေးလေးတွေတော့ရှိတယ်ခုထိတော့ရွာတွေထိခိုက်တယ်လို့တော့မကြားရသေးဘူးဟုလေတက်အနီးနေထိုင်သည့်အမျိုးသားတအုပ်ကယနေ့မွန်တဲချိန်ကပြောပါတယ် အဆိုပါလီတက်စခန်းအနီးစစ်ကောင်စီရဲ့အမြောက်တန်းချေမြန်တက်မ69စစ်လက်နက်ပစ္စည်းစက်ရုံကပ္ပစာနဲ့လေချောင်းရံကောက်ခွဲရေးတက်တို့ရှိကြောင်း၎င်းကဆက်ပြောပါရယ်ရှမ်းတက်လီတက်စခန်းသည်နိုင်ငံလယ်ပိုင်းတွင်တည်ရှိသောကြောင်းရခိုင်စကိုင်းရှမ်းစသည့်ဒေသများသို့သွားရောက်ဖုံးကျဲသောစစ်လေရင်များအုံပြုသည့်နေရာဖြစ်သည်ဟုယူဆနေပါရယ်တော်လိုင်းရဲတက်ခွဲများသည့်လုံချိုရေးကောင်းသောလေရင်ကွင်းများအနီးသို့ချင်းကပ်နိုင်ခြင်းမရှိတော့လေတွင်အတွင်ရှိလေရင်ပြေးလံအဆောက်အုံတို့ထိခိုက်စေရန်မကြာခဏဆိုသလိုအဝေးမှခံမှန်းတိုက်ခိုက်နေကြသည်ဟုသိရပါသည် ရှနီနနမိတ်ထီလာမျိုးတိုက်ခိုက်မှုတွင်ရှော့တိုက်တုံးကာမီကာစီဟုလူသိများသည့် fit win တုံးစုစုပေါင်း14လုံးပြစ်ခတ်ခဲ့ပါသည်။လေစိဝင်းတဲ့ကြားရောက်ပောက်ကွဲမှုများလည်းရှိခဲ့သည်ဟုသိရကြောင်း CDM စစ်တပ်အရာရှိတအူကပြောပါသည်။သို့တော်လည်းရှနီညာပိုင်းထိမိတ်ထီလာတိုက်ခိုက်မှုအကြောင်းမြို့တီအဖွဲ့ကမှထုတ်ပြန်ခြင်းမရှိသေးသလိုပျက်စီးထိခိုက်မှုပောက်ကွဲသည့်နေရာမသိရသေးပေ။လေတာစကန်တိုက်ခိုက်ခံရကြောင်းစစ်တပ်ဝါဒဖြန့် Telegram Channel များတွင်လည်းဖော်ပြထားကြပါသည်။ တိုက်ခိုက်ခံရပြီးနောက်မိထီလာမျိုးနဲ့ရန်ကုန်မန္တလေးလက်ဟောင်းရှိတုတ်တန်ကျေးရွာအပါဝင် နေရာရှိခုတဲ့မနေအတွင်း fit wind ထုံး၁၀ခုထပ်မနေရှာဖွေတွေ့ရှိထားပြီးလူအဆအုထိခိုက်ဆုံးရှုံးမှုမရှိကြောင်းရေးသားထားကြပါတယ်မေထီလာမျိုးတွင်လုံခြုံရေးတင်းကျပ်နေပြီးရန်ကုန်မန္တလေးအမြန်လန်နှင့်လမ်းဟောင်းမှဝင်ရောက်သည့်ကားများကိုရှာဖွေစစ်ဆေးနေကြောင်းအဝေးပြေးကားမောင်းနေသူတအုပ်ကပြောပါရယ်မြို့ဝင်မှမှတ်ပုံတင်တဲ့ခရီးသည်တွေကိုတိုက်စစ်တဲ့မြို့ထဲမှာလည်းဂိတ်ဖွဲ့လေးတွေအများကြီးပဲတွေ့တယ်ဟု၎င်းကဆိုပါရယ် မျိုးရဲတွင်အစစ်စေးကျန်းနေသဖြင့်မျိုးကံများနေအိမ်အပြင်မထွက်ကြသလိုလေတက်ကိုလျှော့လိုက်တုံးဖြင့်ပြစ်ခတ်ခံရမှုကိုဖုံးပြင်ပင်မပြောဆိုရဲကြကြောင်းနေပြီးတော့ရောက်ရှိနေသည့်မိထီလာဒေသခံတအူးကဆိုပါရယ်မိထီလာစစ်လျင်ခွဲမှစစ်ဖက်လျင်များအတက်ဆင်းရှိသည်ဟုစစ်တပ်လေကြောင်းပြန်တမ်းမှုကိုစောင့်ကြည့်သတင်းထုတ်ပြန်နေသည့်ဝေဟင် Facebook စာမျက်နှာတို့တွင်ရေးသားထားပါရယ် မေထီလာမျိုးသည်လေတက်အပါဝင်စစ်တပ်စခန်းများရှိပြီးစစ်တပ်ကြောထောင်းနောက်ခံဖြစ်သည့်ပြည်တော်စုကြက်ခိုင်နှင့်ပွင့်ပြိုးရေးပါတီအားကောင်းတဲ့ဒေသဖြစ်တော်လဲပြီးခဲ့တဲ့2020ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရရှိခဲ့သည့်မျိုးဖြစ်ပါသည်။မကြသေးခင်အော်တိုဘာလ9ရက်ကနေပြည်တော်လဲဝင်းညွနယ်အတွင်းဖစ်တွင်အမျိုးအစား၃စီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ချပါသည်။ နေပြီးတော့လဲဝင်းမျိုးနယ်မှာတင်စီရမိသော fit ဝင်းချုံတစင်ထိုကဲ့သို့စစ်ကောင်စီပြစ်မှတ်များကိုရှော့တိုက်တုံများဖြင့်ပြစ်ခတ်သည့်ဖြစ်စဉ်အများပြရှိပြီးတော်လန်ရေးဖွဲ့များဘက်မှအုံပြုလေးရှိသောလက်နက်ဖြစ်သည်အထူးသဖြင့်ဖြစ်စဉ်မလိုဘဲဘက်ထရီနှင့်ရှော့တိုက်ပြရသည့်လက်နက်ကြီးအမျိုးအစားဖြစ်သော၁၀၈မမကိုအုံပြုလေးရှိကြသည် မြန်မာနိုင်ငံတွင်တရားခွင်မမရှော့တိုက်တော်အသုံးပြုမှုကို2019အောက်ခုလလယ်ပိုင်းတွင်မြောက်ပိုင်းမဟာမိတ်အဖွဲ့ကမေမျိုးခေါ်ဖြူးနေလို့ရှိစစ်ကြောင်းများကိုအဝေးမှပြစ်ခတ်တိုက်ခိုက်ရာတွင်အဆိုပါလက်နက်အမျိုးအစအသုံးပြုခဲ့ရာမှစတင်တရီထားမိလာကြသည်ထို့နောက်2021အာနာသိမ့်မှုနောက်ပိုင်းပေါ်ပေါက်လာသည့်တိုက်ခိုက်မှုများတွင်ရှော့တိုက်တော်အသုံးပြုမှုပုံမိုးတွင်ကျေလာသည်အထူးသဖြင့်လက်နက်ကင်အဆောင်ချက်အင်အားများပြသောရုံးပြန်တမ်းရန်ခက်ခဲသောလေတက်စကန်ကဲ့သို့နေရာများကိုပြစ်မှတ်ထားရတွင်အသုံးထူလာကြသည် 2023ဒီဇင်ဘာတတိယပတ်ကလည်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာမန္တလေးမြို့နယ်မှနန်းတွင်းကိုမြို့ပြပျောက်ကြားအဖွဲ့တခုကရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ရာထိုနေရာသည်အချိန်ချင်းတိုက်ခိုက်ခံရသောနေရာဖြစ်လာသည်တော်လန်ရေးအင်အားစုကစေကောင်စီအရေးပါသည့်လက်ထက်စခန်းအခြေစိုက်စခန်းနှစ်ခုကိုယခုနှစ်ဧပြီလအတွင်းရှော့တိုက်တုံးများဖြင့်တိုက်ခိုက်ခဲ့သည်မန္တလေးတိုင်းတရားဥလီစိမ့်မှလည်းမကြာခဏတိုက်ခိုက်ခံရသည်ရှင်းလာပထမပတ်မှာပင်စစ်တပ်အတွက်အရာရှိစစ်သားများမွေးထုတ်ပေးရာမန္တလေးတိုင်းပြည်ဦးလွေမြို့ရှိ စစ်တပ်ကတို့ DSC တရားခွင်မမများဖြင့်ပြစ်ခတ်ခံရပြီးပြက်စီးမှုတစ်ချို့ရှိခဲ့သည်ဆက်လက်ပြီးရွေးကောက်ပွဲနေ့တိုင်းတွင်စစ်ကော်မရှင်ကလေချက်ကိုကြားဖြတ်အားဖြည့်ကူညီမှုတွေပြုလုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်လက်ရှိအသုံးပြုလျက်ရှိသောလေရင်ရဟတ်ရင်၅စင်းကိုစစ်ကော်မရှင်ကနေပြည်တော်တွင်စောလျင်စွာထုတ်ပြန်၍တက်တော်ဝင်ခဲ့ကြောင်းလေတက်စီဒီယံအရာရှိများဤပြောပြချက်အရာတည်ရပါတယ် စစ်ကော်မရှင်သည်ထိုတက်တော်ဝင်ခြင်းအခမ်းအနားကိုပုံမှန်အားဖြင့်လေတက်နှစ်ပတ်လည်နေ့တွင်သာပြုလုပ်လျက်ရှိတော်လဲနိုဝင်ဘာ9ရက်တွင်နေပြီးတော့ရှိလေတက်စခန်းဌာနချုပ်၌ပြုလုပ်၍စစ်ဘက်သုံးတည်ယူကိုးဆောင်ရေးလေရင်နှင့်ရဟတ်ရင်များတက်တော်ဝင်ခဲ့ခြင်းဖြစ်ပါတယ်။အဓိကကတော့ရုရှားကဝယ်ထားတဲ့ MI 38 3C နဲ့တရုတ်ကဝယ်ထားတဲ့2025တဲမှာမှ ရောက်ထားတဲ့ Y8 စီးကိုပဲတက်တော်ဝင်သွားတာပါ။ ရွေးကောက်ပွဲကြောင့်သာအခုလိုဆော့လုတ်သွားတယ်လို့ထင်မိပါတယ်ဟုလေတက်စီဒီယမ်တက်ချက်ကြီးဇေယကသတင်းဌာနကိုတုံ့တက်ပြောကြားပါတယ်။ရှင်းပြင်လေတက်ဤနှစ်ပတ်လည်နေ့ကိုလည်းနှစ်စဉ်ဒီဇင်ဘာ15ရက်၌ရှမ်းတက်လေတက်ဟုခေါ်ဆိုသောမိထီလာတက်နယ်ရှိလေချောင်းအတက်တင် လေတက်စခန်းဌာနချုပ်တွင်သာပုံမှန်ပြုလုပ်သလိုယခုတက်တော်ဝင်မှုသည်စည်ရေးအားဖြည့်ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။အဆိုပါလေရင်နှင့်ရဟတ်ရင်ငါးစီမှတရုတ်နိုင်ငံထုံးစန်းရှိ YAF 200W အမီနံပါတ် 5923နဲ့5924တည်ယူဖို့ဆောင်ရည်လျင်နှက်စဉ်ရုရှားနိုင်ငံထုတ်ဗတ်စုံသုံး MI38 ရဟယင်3စီးတို့ဖြစ်ပြီးရင်းအနှက် Y8 ဒီယခုနှစ်အတွင်းမှရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်စစ်ကောင်းဆောင်နဲ့၎င်းမိသားစုခရီးသွားလျင်အသုံးပြုနေသည့်နယ်သာလန်နိုင်ငံထုတ် Fokker Santi အထူးလျင်နှင့် AFS MUSR A319 115 MSN 5193အထူးလျင်အပါအဝင် ချက်နိုင်ငံထုတ်410ဟုခေါ်သောအပေါ်စားလျင်များလေးဝယ်ယူထားကြောင်းသိရပါတယ်။စစ်ကောမရှင်သည်ဝိုင်းအိတ်လျင်များကိုဝယ်ယူမှုမှာဆယ်စီးအထိရှိလာပြီးထိုအနက်မှာလက်ရှိတပ်တော်ဝင်လျင်အပါအဝင် Y84C နှင့် MI383 3C အာနာသိမ့်ပြီးနောက်ဝယ်ယူ၍ယခုကျမှတပ်တော်ဝင်ခြင်းဖြစ်ကြောင်းလီဒါစီဒီယန်အရာရှိတအုပ်ကသတင်းဌာနကိုပြောပါရယ်ရှင်း Y8 လျင်များမှာ D2 အမျိုးအစားဖြစ်သောမော်ရယ်အဟောင်း၄စင်းအမီနံပါတ် 5815 5817 5817 5818နဲ့မော်ဒယ်မြင့်ဖြစ်သည့် F200W အမီနာဘတ်5819 5820 5821 5922 5923 5924960ဖြစ်ပြီး5820 5821ဒီပြကြဆုံးရှုံးခဲ့ကြောင်းသိရပါတယ်ထို့တူ Y8 အမီးနံပါတ်5819ကို ဖိုင်နိုင်ဝမ်းနိုင်ဟု၍ပြောင်းလဲခဲ့သလိုတက်တော်ဝင် YA နှစည်းကိုလည်းရောက်ရှိချိန်မှာစတင်၍တိုက်ပွဲများအတွင်လူဖို့ဆောင်ပေးခြင်းရိတ်ခါခရမ်းများတည်ယူချပေးခြင်းများလက်ရှိအထိစင်စက်မပြတ်အသုံးပြုနေကြောင်းလေတက်စီဒီယံအရာရှိများထံကသိရပါဗျ။ MI38 ကတော့လောလောဆယ်မှာအရန်သုံးတာမတွေ့ရပေမဲ့ခုံတွေဖြုတ်ပြီးတဲမဲ့ဆိုရင်တော့လက်ရှိ MI70 နေရာမှာတုံလို့ရတယ်။ MI38 ကခံမှန်းတက်ဖို့ဒေါ်လာ15သန်းဝန်းကျင်ရှိပြီး Y8 ကဒေါ်လာ35သန်းဝန်းကျင်ရှိတယ်ဟု Leader Syrian တက်ချက်ကြီးဇေယျကဆိုပါတယ်။စစ်ကောင်းဆောင်ကမှ2021ခုနှစ်မှ2025ခုနှစ်အထိ15နှစ်တာကာလအတွင်းလေရင်နှင့်ရဟတ်ယာဉ်များတတ်တော်ဝင်ခြင်းအခမ်းအနားများကို15ကြိမ်တိုင်တိုင်ပြုလုပ်၍အင်အားဖြည့်တင်ပေးထားသဖြင့်မိမိကြရတာဝန်အားခြေပြုံးအောင်မြင်စွာအစွမ်းကုန်ထမ်းဆောင်ရန်ပြောဆိုထားပါတယ်။ ဆက်လက်ပြီးဟိုကျုပ်ထွန်းမြတ်နိုင်၏အသက်58နှစ်မြောက်အထိမ်းမှန်ဖြင့်စစ်ကောင်စီအတွက်အလုလုပေးသူမူဆလင်အကျဉ်းသား82ဦးကိုလူငယ်ချမ်းသာခွင့်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာရကတက်တော် AA တမှုချုပ်ဟိုကျုပ်ထွန်းမြတ်နိုင်၏အသက်58နှစ်မြောက်မွေးနေ့အထိမ်းမှန်ဖြင့်စစ်ကောင်စီအတွက်အလုလုပေးသူမူဆလင်အကျဉ်းသား82ဦးကိုလူငယ်ချမ်းသာခွင့်ပြုလိုက်ကြောင်း AA သတင်းရင်းမြစ်ကပြောဆိုပါတယ်။နိုဝင်ဘာလ9ရက်နေ့တွင်ကြာရောက်သောအာရကတက်တော် တပ်မှုချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်အသက်48နှစ်မြောက်မွေးနေ့ထိမ့်မှအဖြစ်ဖက်စစ်အကြမ်းဖက်စစ်တပ်၏စစ်ကော်မရှင်တပ် ARSA RSO စသည့်အဖွဲ့အစည်းများနှင့်ဆက်ဆက်ပတ်သက်မှုများကြောင့်ဖန်စီထိန်သိမ်းထားသူဖြစ်တဲ့ကြခံနေရသူမူဆလင်လူမျိုး82ဦးကိုလူငင်းချမ်းသာခွင့်ပေးလိုက်ကြောင်းသိရပါတယ်။လူငင်းချမ်းသာခွင့်ပြုလိုက်သူများသည်2024ခုနှစ်တိုက်ပွဲကာလအတွင်းကအကြံဖက်စစ်ကောင်စီစစ်ကော်မရှင်တပ်အပါအဝင် ARSA RSO စသည့်အဖွဲ့အစည်းများနှင့်ဆက်ဆက်ပတ်သက်၍ဖန်စီထိန်သိမ်းခံရထားရသူများအနက် ပြစ်ဒဏ်နေပါသူများတက်ကြီးရွယ်အိုများစစ်ကော်မရှင်ထံစစ်တင်တန်းတက်ခဲ့ပြီးအေအေထံအလင်းဝင်ခဲ့သူများဖြစ်ကြောင်းသိရပါတယ်။အဆိုပါပြန်လွတ်ပေးသူများကိုနိုဝင်ဘာလ9ရက်နေ့ည3:00နာရီခွဲအချိန်၌ပြန်လွတ်ပေးလိုက်ခြင်းဖြစ်ပြီးခရိုင်မူဆလင်ရေးရာကောင်စီအဖွဲ့ဝင်များခရိုင်အစစ်ဂျူရီအဖွဲ့ဝင်များအရကပြည်သူတော်လှန်ရေးအစိုးရ၏ဒေသဆိုင်ရာတာဝန်ရှိသူများ၏ရှေ့မောင်၌၎င်းတို့၏မိသားစုဝင်များထံပြန်လည်အနံကဂရိခံဝင်လက်မှတ်ရေးထိုး၍ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်